။တပတ်ကိုဘယ်နှကြိမ်ဆက်ဆံရတာအတင်းတော်ဆုံးလဲ။ကိုယ့်ရဲ့အမျိုးသားကိုရွေ့ရင်းနဲ့ရွေ့ရင်းနဲ့အဲ့ဒီအိမ်နာလေးတစ်ခုအကြောင်းပြပြပေးမယ်။သူ့မျိုးသားကိုရွေ့ရင်းနဲ့သူ့မျိုးသားကနော်နောက်မိမယူသွားတဲ့အခြေအနေတွေရှိရဲ့။နော်အဲ့အဲ့ဒါတွေကအဲ့ကြောင့်အိမ်နာလေးဒုက္ခနဲ့ပတ်သက်ပြီးတော့အဓိကအများဆုံးပြပြရတယ်။ပြီးရင်ဒီဒီ relationship တစ်ခုအိမ်တော်ကြီးတစ်ခုမှာဆက်ရွှဲရ90ရာခိုင်နှုန်းတနေ့နားလည်မှုတွေတစ္ဆာရှိမှုတွေဇနဲ့ငွေကြေးပိုင်းတွေကလည်း90ရာခိုင်နှုန်းကြီးတယ်အဲ့တော့ဒီ90ရာခိုင်နှုန်းအိမ်အပေါ်ကမပြေလည်တဲ့အခြေအနေကြောင့် ဇန်တဲ့အရာတွေပါမပြေလည်ပဲနဲ့သူ့မိမောင်ရွက်ရင်းနဲ့နောက်မိမချသွားတာအဲ့ဒီအချိန်မှာမရှိနိုင်မကန်နိုင်နေဖြစ်ကြတာအဲ့ဒီအချိန်မှာမရှိနိုင်မကန်နိုင်မှာအစိုးဆုံးကပါလဲဆိုတော့ HPV ဆိုတဲ့ Human Papilloma Virus ဆိုတဲ့ကျွမ်းနုတ်ပိုးပါလာတဲ့အခါမျိုးသမီးမှာတည်ရင်ကောင်းကင်ဆာဖြစ်ဖို့ကဖြစ်သွားတော့တာအဲ့ဒီအခြေအနေတွေကရှိတယ်နော်ဒါကြောင့်မို့အိမ်တော်ကြီးမှာ90ရာခိုင်နှုန်းဆက်ကိစ္စရေးချင်မပြေကိုမိမစီကမပြေဝရင်မျိုးသားတွေကကျွမ်းမျိုးသားတွေကနားလဲစောင့်ထင်းရပြီးတော့ညှိယူတာရှိတယ်တချို့ကြတော့လည်းအဲပြင်ပမှာပြောရှာလိုက်မိတဲ့ပြဿနာတွေကနေတပြောလည်းမဟုတ်ပဲမဟုတ်တပြုံကြီးဖြစ်သွားတာအဲ့လိုအခြေအနေလေးလည်းရှိတာမို့လို့မစိကညာသောအဖင်းကိုဒါရင်နားလဲအောင် ချမ်းသာခြင်းထက်အရေးကြီးတဲ့ချမ်းသာခြင်းကိုရှာဖွေဖို့ကျမ်းမာခြင်းကအရေးကြီးတဲ့ဒီကျမ်းမာရေးကိစ္စအဲ့ကျမ်းမာရေးကိစ္စမှာမှအစားထိုးလို့မရတဲ့ဆက်ရဲအိမ်တော်ရဲ့ဒုက္ခကိုအဓိကထားမြဝေးတာအဲ့တော့ဆရာမစီမှာအမျိုးသားတွေတွေ့တော့တုတ်လွတ်မြန်းတာပန်းတီပန်းညိုဖြစ်တာတောင်မတ်မှုအားနေတာအဲ့လိုမျိုးဖြစ်လာပြီလာပြောပြီဆိုတော့ကျွန်တော်တို့ကအဲ့ဒီအတွက်ကိုစေးမပေးဘူးအဲ့ဒီသူ့ရဲ့အကျိုးကိုဆောင်တရားနာထားမယ်ဆရာမရဲ့အက်ဒမင်တွေဝန်ထမ်းတွေအကုန်လုံးမှားထားတယ် မင်းစင်းတဲ့အကုန်မိကုန်းနေမေးပြီးတော့အကျိုးအကျိုးရလည်းရနေတယ်အကြောင်းရင်းကိုရှာတယ်အဲ့အကြောင်းရင်းကြောင့်အဲ့အကြောင်းရင်းမှာတွဲပြီးဒီလိုဒီလိုလောက်ပြီးတော့ဒီအချိန်တိုင်းမှာဒီလိုတွေစီးသနစ်တကြဒီစေးတော့ဒီဟာစားဒီလိုပြုတ်မှုဒါလိုတခြားလေးနှစ်လသုံးလအဲ့လိုပြောကအချိန်ပေးတယ်နဲ့ချက်ချင်းကျမ်းမာရေးပြန်လဲကောင်းမွန်လာတဲ့သူတွေအများကြီးဒါပေမဲ့ကျမစီမှာငါတို့လည်းတချို့ကိုတွေကငါတို့ဒီလိုစေးတော့နေရဒီလိုမျိုးကုသမှုယူနေရငါတို့အားနေချက်ဖြစ်တယ်ငါတို့ရှက်စရာကြီးဆိုတချို့ကျတော့ မပြောတည်တင်တဲ့သူတွေအများကြီးချို့ကြလဲဒီလိုမျိုးနေရာတွေမှာ comment တွေဝင်လာမှတ်မနေဘူးလေနော်တို့အဆင်ပြေသွားပါတယ်မကောင်းပါတယ်ဆိုတာဘာလို့ဆိုတော့ဟိုတော်တော်များများရဲ့စိတ်မှာအဲဒီလိုသုံးလိုက်တာငါတို့အားနည်းချက်ရှိနေရလို့ထင်တာမျိုးပေါ့မြို့သားဘက်ကရောမြို့သူဘက်ကရောအဲ့ဒီမှာအာတို့တွေကဓာမျိုးတွေမှာကျွန်မတို့တိတ်တိတ်စိတ်ပဲဆွေးနွေးကြတာများတယ်ပေါ့နော်အဲ့တော့ကျွန်မ Viber မှာများတော့ပြင်တွေ့ရတယ်။အဲ့တော့လိန်ဆက်ဆန္ဒတစ်ဘက်ကိုဘယ်နှကြိမ်ဆက်ဆံနေလဲဆိုတော့ကျမ်းမာတဲ့မြို့သားအနေနဲ့ကတော့၃ချိန်လောက်ကဒါဘယ်လိုပြောရမလဲ အအဆင်ပြေတယ်တပတ်ကိုသုံးနေလောက်ကเนาะအဆင်ပြေပါတယ်ရှင်အဲ့တော့ဘလောက်ပဲ output ကထွက်ထွက်ထွက်သွားအပေါ်က input ကဘလောက်စားတောက်ပြီးဘလောက်ဖြည့်စွက်နေလဲကိုကိုကိုဘလောက်ကြမ်းမအောင်နေလဲဆိုတာအရန်ရေးကြည့်တယ်အဲ့တော့ကျွန်တော်တို့ကစမ်းမကြီးမှာလာမေးရင်အကြောင်းကိုရှာပြီးမှသုံးလို့မျက်နှာကုပေးတယ်နောက်တစ်ခုမေသမီးဆိုလဲစိတ်မပါဘူးဆိုတဲ့အခြေအနေမေသမီးရဲ့ရင်သားကင်စား level time right မှာအကျိတ်ကြီးဖြစ်တာတိမ်မှာအကျိတ်ကြီးဖြစ်တာအဲ့ဒါတွေအတွက်အကြောင်းကိုရှာပြီးမှပဲတေချာစနစ်တကျစီးကိုအနည်းဆုံးဘလောက်တောက်အောင်လဲဆိုတော့တေချာတုပ်ပေါ်မှာမူတည်ပြီး ညွှန်းပေးတာပေါ့နော်အဲ့တော့အာအိန္ဒိယဒုက္ခနဲ့ပတ်သက်ပြီးတော့ဆင်းညွန်းတာတဲ့ဟုတ်ပါတယ်ရှင်အဲ့ဒီအပိုင်းကိုဆံမကအဓိကထားသွားတယ်ဘာလို့လဲခုနလိုရှင်းပြခဲ့ပြီးပြီပေါ့နော်အသေးစိတ်တွေသွေးဆွေးနေခြင်းဖုန်းနဲ့တင်ထားပြီးသားပါနော်